မော်ပြင်းနယ်ပြီးလင်းမြို့နယ်ကမာဝဲမြို့မှာစက်တင်ဘာလ26ရက်နေ့ကမြို့သား2ဦးနဲ့မြို့သမီး2ဦးတနက်နေ့ပြစ်ခတ်ခံရကြောင်းစုံစမ်းသိရှိရပါတယ်။စက်တင်ဘာလ26ရက်နေ့ည9:00နာရီခွဲကမူရုံမြို့နယ်ကမာဝဲမြို့ထောင်ကြီးရပ်ကွက်မှာနေထိုင်တဲ့ကိုကောင်းစော်လေးနဲ့ဇနီးဖြစ်သူမနှင်းယူရိုဟာကမာဝဲမြို့တင်ကုန်းရပ်ကွက်ပို့ချုပ်လမ်းစိုက်စေဖျားရှိမှာဈေးရောက်ချနေစဉ်စက်ကဲတစ်စီးနဲ့အမည်မသိလူနှစ်ဦးရောက်ရှိလာပြီးတနက်နေ့ပြစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကပ္ပဝဲမြို့တိုက်နယ်စေယုံမှာစေကူတောင်းမှုခံရရှိကြောင်းသိရပါဗျ။အဲ့လိုပဲစက်တင်ဘာလ26ရက်နေ့ညနေ4:00ခန်းကမွန်ပြည်နယ်ဘီလင်းမြို့မဲလန်ကျေးရွာမှာနေထိုင်တဲ့ ဦးစော်မင်းနိုင်ဟာမဲလန်ချီရွာကနေဘီလင်းမြို့ကိုဆက်ကင်းတဲ့တူရဲမောင်းနှလာစဉ်ကစိုင်းချီရွာနဲ့ချောင်းပြန့်ချီရွာအကြားရောက်မှာတင်းဆောင်နေတဲ့အမျိုးသားနှုတ်ကတနက်နေ့ပြစ်ခတ်ထွက်ပြေးခဲ့ပြီးဦးစော်မင်းနိုင်ဟာကြီးထိမှန်တန်ရရှိကဘီလင်းမြို့နယ်စေယုံမှာစေကူတာမှုခံရရှိကြောင်းသိရပါဗျ။မော်ဘီနယ်တွင်းဒလန်ဆွဆွချက်နဲ့ရဲသားတွေမကြာခဏပြစ်ခတ်ခံခဲ့ရပြီးဖြစ်စဉ်အများစုမှာလူသေဆုံးမှုတွေရှိနေပါဗျ။